ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United က Republic ရဲ့18နှစ်ရွယ် Argentina ကွင်းလယ်စာမဖြစ်သူ Franco Mastantuono ကိုနွေရာသီအပြောင်းရွှေ့မှာခေါ်ဖို့အတွက်စိတ်ဝင်စားလျက်ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ United ရဲ့ဘက်ကတော့စာမဖြစ်သူကိုအများရန်စောင့်ကြည့်နေပြီးတော့သူ့ကိုခေါ်နိုင်တဲ့တကူတွေတော့နီလန်ကတော့လက်ရှိ Republic နဲ့ချုပ်ဆိုထားတဲ့စာချုပ်ဖြတ်သိမ်းကြီး Euro 40နဲ့5သန်းကိုပေးချေမှပဲ။ ရမယ်ဆိုတဲ့သဘောမျိုးဆိုတာကလက်ရှိမှာဆိုလို့ရှိရင်ဒါမာလုကနေပြီးတော့ report လုပ်ထားတာဆိုတော့အလုံးလေးတည်တဲ့အတိုင်းပဲ Manchester United ကຫນွေရည်အပြောင်းရွှေ့မှာကျွန်တော်ဒီအသင်းကိုအမှန်ကန်ဒါပြောင်းလဲဖို့ကျွန်တော်ဒါလုပ်နေတာဒီနေရာမှာ senior အသင်းကြီးတွေအပြင်ကျွန်တော်တို့က senior အသင်းကြီးတွေကကစားမားတွေပြင်ပေါ့နော်လူငယ်ကစားမားတွေကိုပါအမှန်ကန်အားပြဖို့လုပ်နေတာညီကတို့တွေ့တဲ့အတိုင်းပဲရှိအပြောင်းရွှေ့ရာသီတွေမှာလည်းလူငယ်တွေခေါ်ခဲ့တာကျွန်တော်မနေဘူးပေါ့နော်ဆိုတော့အခုဒီကစားမားလေးက18နှစ်ပဲကျွန်တော်ရှိသေးတာ 18နှစ်ပဲအဲဒါအပြင်လက်ရှိအာဂျင်တီးနား U18 နဲ့လည်းသူကစားနေတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဆိုတော့တေချာပေါက်ကတော့ဗျာဒီကစားမာရီနဲ့ပတ်သက်လို့ကျွန်တော်တို့ကစားတာဒီတစ်ခါမှမတွေ့ဘူးပေါ့နော်ဆိုတော့နံပါတ်10လို့မှသူကစားတယ် right wing မှာသူကစားတယ်ပေါ့သူရဲ့အတီကဒါ main position ရတော့ဒါ number 10 row ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပေါ့နော်ဆိုတော့ဒီကစားမားနဲ့ပတ်သက်လို့ရှိရင်18နှစ်ပဲရှိသေးတယ်ဒါဗီမဲ့လို့အသင်းဘက်က55တန်းပေးမှပဲကျွန်တော်တို့ခေါ်နိုင်မယ်ပေါ့ဒါကအသင်းအတွက်နည်းနည်း challenge ဖြစ်တဲ့ အခြေအနေမျိုးဘာလို့လဲဆိုတော့ဒီအာဂျင်တီးနားတို့တွေမကဘူးဗောနော်တောင်အမေရိကမှာဆိုလို့ရှိရင်အည်တွေးမြင့်လူငယ်ပေါ်လုံးသမားတွေတအားပေါ်တယ်ဗျာအဲ့ဒီတဲမှာဆိုလို့ရှိရင်တခြားအသင်းတွေရဲ့ဘက်ကလည်းအဲ့လိုလူငယ်ကစားမတွေကိုမရရအောင်အရခေါ်ပြီးတော့သူတို့ရဲ့မိခင်ကလပ်တင်းတွေထံပြန်အငှားချထားတာမျိုးဒါမှမဟုတ်အငှားတွေအတွေ့အကြုံရဖို့ဆေလွတ်တာမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ဟိုသူများတင်းတွေကငွေသုံးနိုင်ကြတယ်လူငယ်တွေအပေါ်မှာ investment လုပ်နိုင်စွမ်းရှိတယ်ပေါ့ဆိုတော့ united မှာကျတော့အဲ့လိုမဟုတ်ဘူး အဓိကအကြောင်းရင်းကကျွန်တော်လူငယ်ကစားမတွေကိုအလောက်ကြီးကြီးတန်ကြီးပြီးပြီးတော့ခေါ်လေခေါ်တာအများကြီးမရှိဘူးဒါအပြင်ကျွန်တော်အနေနဲ့အသင်းမှာဆိုလို့ရှိရင်ဗောနော senior ကစားမတွေတောင်မှငွေကြေးအတက်နိုင်ဆုံးပုံစံနဲ့အားဖြစ်ဖို့အချိန်ကြီးမကောင်းတဲ့အချိန်မှာဒီလိုမျိုးအသင်းတွေအဆင်သင့်သုံးလို့မရသေးမဲ့လူငယ်ကစားမတွေကိုကျွန်တော်တို့ဒီ55တန်းလို့ပေးဖို့ဆိုတာမျိုးကတော်တော်ကိုဖြစ်နိုင်ချေနေတဲ့အချိန်မျိုးမှာကျွန်တော်ရှိတယ် ။ဒါကြောင့်အတင်းဘက်ကပေါ့နော်ဒီ Franco ကိုခေါ်ဖို့ဆိုလို့ရှိရင်ဖြစ်နိုင်ချေဟာတော်တော်လေးနည်းတယ်။ပြည်တနာကအတင်းဘက်ကဒီလိုခေါ်ခြင်းနေဆိုလို့ရှိရင်လည်းပဲနီလန်ကတခုပဲရှိတယ်။ကစားမဖြစ်သူရဲ့စာချုပ်ပိုင်းယောကြီးကိုပေးဖို့ပဲ45တန်းပြ။ကျွန်တော်တို့ကျွန်တော်မှတ်မိတဲ့လောက်ဆိုလို့ရှိရင်လူငယ်တွေထဲမှာပေါ့နော်အဲ့ဒီချက်ချင်းလက်ငင်းသုံးလို့မရဘဲနဲ့နီနီဆက်ဆက်ပေးကြရတဲ့ငွေပမာဏဆိုရင်အာမက်ဒီယာလိုပဲ။ကျွန်တော်တို့အာမက်ဒီယာလိုကိုခေါ်တော့ကနော်အာမက်ကိုကျွန်တော်အတင်းကနေကျွန်တော်ဒီအက်တလန်နာကနေကျွန်တော်ခေါ်တော့ငါဆိုလို့ရှိရင် တန်38တန်းလာမှသူကျွန်တော်ပေးရမနေဘူးဗျာတိလားအဲ့ဒါအိုလီဂန်နာဆိုးရှာရဲ့လက်အောက်လေးကျွန်တော်တို့ပယ်လီစရီတို့နဲ့ခေါ်တယ်အာမက်တီယာလိုကိုကျွန်တော်ခေါ်တယ်ဒန်ဂျိမ်းစ်တို့ဘာလာမသိဘူးဗျာအဲ့ဒီယာဒီမာလာမသိကျွန်တော်ခေါ်တာဆိုတော့အဲ့လိုမျိုးဆိုတော့နော်နော်ဂျေဒန်ဆန်ဂျိုတို့တော့ဘာလာမသိဘူးနော်ကျွန်ပြောချင်တာကအသင်းမှာလူငယ်တွေကိုချက်ချင်းသုံးလို့မရတဲ့ကစားမတွေကိုအဲ့လောက်ပမာဏပေးခေါ်တာမျိုးကတော်တော်ရှားတယ်ဆိုတော့လက်ရှိဖရန်ကိုကလည်းပဲအနာဂတ်မှာတကယ်ကောင်းတဲ့ကစားမလေးဖြစ်ကောင်းဖြစ်လာနေတာပဲ ဟိုဒိုင်းမဲလို့ပေါ့နော်ကျွန်တော်ပြောလို့ပဲဟိုဘာမှန်ကျွန်တော်ကိုယ်တိုင်တက်ကြည့်မထားတဲ့ဟိုပလေယာတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်ဘက်ကတော့ဘာမှန်တော့ပြောလို့တော့မရဘူးဒါပေမဲ့လို့45တန်းဆိုတော့သူများအသင်းကြီးရဲ့ဘက်ကချက်ချင်းခေါ်သွားမှာတော့ကျွန်တော်စိတ်ပူပါတယ် เนาะကြားဒီ Chelsea တို့ဘာလို့ဆိုလို့ချင်းလူငယ် scouting နေဒါတော်တာဗျာ Chelsea Academy ကတကယ်တော်တော်ကောင်းနေတယ်မှာပါတယ်လို့ Chelsea Academy နဲ့ scouting နေရဲ့ဘက်ကဆိုလို့ရှိရင်လည်းလူငယ်ကစားမတွေကိုရှာတဲ့ဖွေတဲ့နေရာမှာတော်တော်တော်တယ်အခုဆိုလို့ရှိရင်ကောင်းပါတယ်ဆိုတဲ့လူငယ်ကစားမတွေကိုတို့ကဈေးကြီးတွေပါပြီးပေးခေါ်သွားပြီကျွန်တော်နဲ့အပြိုင်ဖြစ်ခဲ့တဲ့ Sporting က Giovanni Quintero ဘာလို့ဆိုလို့ရှိရင်လည်းဒီကောင်လေးကအမှန်ကန်ခေါ်သွားပြီး ဒါ18နှစ်ပဲရှိသေးတာ ქვენ တာဆိုလို့ရှိရင်လည်းပဲကျွန်တော်ကြည့်ပါလားအခုလည်းပဲကျွန်တော်တို့လက်ရှိ Franco ဆိုလို့ရှိရင်18နှစ်ပဲရှိသေးတာကိုရီအသင်းကြီးမှာချက်ချင်းတုံးလို့မရသေးဘူးပြောမရဘူးဘယ်တော့ချက်ချင်းနဲ့တုံးရင်တုံးမှာပေါ့ဗျာဒါပေမဲ့လည်းလို့အသင်းဘက်ကဒီ Franco တို့ဘာတို့ကိုချက်ချင်းလက်ငင်းကျွန်တော်တို့ကခေါ်ဖို့ဆိုလို့ရှိရင်မလွယ်ဘူးပေါ့နော်အဲ့လိုမလွယ်ဘူးဆိုတော့ဒီ45တန်းကပို့ပြီးတော့မှစကားပြောလာအောင်ပါဆိုတော့ညီကလို့နေနေရောဘယ်လိုမြင်ကြလဲအသင်းမှာကျွန်တော်တို့ဒီလူငယ်ကစားမဖြစ်သူကို Euro 45တန်းရောကြီးပေးပြီးတော့ခေါ်သွားလိမ့်မယ်လို့ကျွန်တော်ထင်ကြလား ကျွန်တော်ကတော့ဘောနော်လက်ရှိကိုတက်နိုင်တာဈေးကတိတ်မရှိဘူးဆိုတော့ကကျတော့တိတ်တော့မထင်ဘူးဘောနော်အတူတူတနည်းတစ်ဖုံဘယ်နည်းနဲ့မှခေါ်သွားမလဲကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကိုနေနေရောလက်ရှိဖရန်ကိုနဲ့ပတ်သက်လို့ကြည်ဘူးတဲ့ညီကိုတွေရှိကြလားဗီဒီယိုအတူလေးပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဘယ်လိုမြင်ကြလဲညီကိုတို့ကြည်ဘူးရင်ရောကွန်မန့်လေးတွေမှာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါမယ်